မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဆွေးနွေးကြမယ့်အကြောင်းအရာတော့ Joseph Telishkin ရဲ့ Jewish Literacy စာအုပ်တွေကကောင်းနှုတ်ချက်တချို့ကိုအခြေခံထားပါတယ်ဟုတ်ကဲ့ရှင်ဒီကနေ့ပြောဂျူးလူမျိုးတွေရဲ့ယုံကြည်မှု the mind တော့ပြီးတော့နေစဉ်ကြင်ကြံမှုတွေကအရေးကြီးတဲ့အချက်တွေစီဝင်စားစရာကောတဲ့အပိုင်းတချို့ကိုဆွဲထုတ်ပြီးပြောကြမယ်ပေါ့ဟုတ်ပါတယ် Jewish Literacy ဆိုတဲ့အတိုင်းပဲစာအုပ်ကတော်တော်ကျေပြန့်နေလေဆိုတော့ကျမတို့ကအဲ့ဒီချက်ကမှအဓိကအနစ်တီကိုပဲရွေးပြီးဆွေးနွေးတော့မှာပါ ဟုတ်ကဲ့ရွေချက်ကတော့နားခေါင်ကျူးတဲ့အနေနဲ့ဒီအကြောင်းအရာကိုရှင်းရှင်းလင်းလင်းနဲ့မှတ်မိလွယ်အောင်ပေါ့နော်တချို့အန်ဩစရာအချက်လေးတွေလည်းပါနိုင်ပါတယ်အေးပါနိုင်ပါတယ်တချို့ဟာတွေကထင်ထားတာနဲ့နည်းနည်း क्वे ပြနေတာမျိုးရှိတတ်တယ်လေကောင်းပါပြီဒါဆိုအချက်ကန်ကျန်းကန်နဲ့အယူဆရတဲ့ကနေစားလိုက်ကြတာပေါ့ဂျူးဘာသာရဲ့အဓိကကျန်းစာကိုတာနက်တာနက်လို့ခေါ်လိုက်ကြတယ်အဲသူမအပိုင်း၃ပိုင်းရှိတယ်ဆိုတာဟုတ်လားမြားဟုတ်ပါတယ်ရှင်အချမ်းရှင်၃ပိုင်းခွဲလို့ရပါတယ်အရေးကြီးဆုံးပထမပိုင်းကတော်ရာပေါ့ မိုးဆက်ရဲ့ကျန်ငါးကျန်လို့လည်းသိကြတယ်။ဂျူးပညတ်တော်ရဲ့အခြေခံပဲ။ဟုတ်ကဲ့။ဒုတိယကနာဗီအင်းပရိုဖက်ကျန်ဒီပေါ့။အဲဒီနေရာမှာပရိုဖက်ဆာကိုနည်းနည်းရှင်းပြခြင်း ਨੇ ။အနာက ဟောတာတတ်တတ်မဟုတ်ဘူးရှင်။อืมဖျားသခင်ရဲ့စကားကိုပြောကြတဲ့သူ လူဖွဲ့စည်းရဲ့ကိုကျင်းတရားလွဲချော်နေတာတွေကိုထောက်ပြတတိပေးတဲ့သူ အဲ့ဒီအဒီပေကပုံမှန်နေရှင်။အော်ဟုတ်ကဲ့။တတိယပိုင်းကတော့ cat to beam လို့ခေါ်တဲ့ဆလန်ဂျန်တို့သူတန်ဂျန်တို့လို့တခြားဂျန်တွေကိုစွတ်ထားတာပါ။ဒါနဲ့မလေကျွန်တော်စိတ်ဝင်စားတာတခုက ရေးထားတဲ့အဲ့ဒီတိုရာဂျန်တခုတည်းနဲ့မလုံလောက်ဘူးဆိုပြီးတော့ note တိုက်ပင်ရတော့ oral loss ဆိုတာလိုလာတယ်ဆိုတာပဲ။အဲ့ဒါဘာကြောင့်ပါလဲ။ Hmm အကြောင်းကဒီလိုရှိရရှင်။တိုရာဂျန်ကအခြေခံမူလေးကိုပဲပေးထားတာလေ။ ဆိုတော့လက်တွေ့ဘဝမှာဘလို့ကျင့်သုံးရမလဲဆိုတော့အသေးစိတ်ကြတော့အများကြီးလိုလာတာပေါ့နော်ဟုတ်ပါဥပမာတော်ရာကဥပုနေစဘတ်စောင့်ဖို့ပြောတယ်ဒါပေမဲ့ဘလို့အလုတ်မျိုးကအလုတ်လုတ်တာလဲဘာကြီးရှောင်ရမလဲအတိအကျမပါဘူးလေဟွန်းဟွန်းနောက်တစ်ခုဥပမာမျက်စိတလုံးအတွက်မျက်စိတလုံးဆိုရပြည်တကယ်ပဲလူတယောက်မျက်လုံးကိုပြန်ဖောက်ရမှာလားဟုတ်ဟုတ်အဲ့ဒါတွေကိုရှင်းဖို့ နောက်ပြီးခေတ်အဆက်ဆက်မှာမေဝန်တစ်တီထွက်လာတာကိုဖြေရှင်းဖို့အတိတ်ပဲဖွင့်ဆိုချက်တွေဆွေးမွေးငင်ခုံမှုတွေလိုလာလာပေါ့ဆိုတော့အဲ့ဒီမျက်စိတလုံးအတွက်မျက်စိတလုံးကိုလက်တွဲမှာဘလို့အတိတ်ပဲဖွင့်သွားကြလဲခင်ဗျအဲ့ဒါစိတ်ဝင်စားဖို့ကောင်းရချင်းနှုတ်တိုက်ပြည့်ညတ်တော်အစဉ်လာမှာလေဒီပြည့်ညတ်ကိုတိုက်ရိုက်လက်စားခြေခိုင်းတာမဟုတ်ဘူးဖြစ်သွားတဲ့နစ်နာမှုအတွက်ငွေချင်းနဲ့ညီမျှတဲ့လျော်ကြီးပေးရမယ်လို့အတိတ်ပဲပြန်ဆိုလိုက်ကြတယ်အော် ငွေချေးလျော်ချေးပေါ့ဟုတ်တယ်ဒါဂျူးဥပဒေကဘလောက်လက်တွေ့ကြော်လဲလူဖွင့်စီလိုအပ်ချက်အရဘလို့ပြောင်းလဲအသေးပဲဖွင့်နိုင်ရဲဆိုတာကိုပြတယ်ဒီလို note တိုက်ဆွေးနွေးငင်းခုံမှုတွေအဆုံးဖြတ်တဲ့အားလုံးစူးစီးထားတာက Thomas လို့ခေါ်တဲ့ဂျန်ကြီးပေါ့ဂျူးအတွေ့ခေါ်နေဥပဒေရဲ့အင်မတန်ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုပါပဲဒီလိုအသေးပဲဖွင့်ဆိုမှုတွေဆွေးနွေးငင်းခုံမှုတွေကဂျူးသမိုင်းတစ်ချောက်ကအဓိကပုံကိုယ်တွေဖြစ်ရည်နေတဲ့ဆက်ဆက်နေမှာပေါ့နော် အာဗြဟံဆိုရင်အဲဖျားတခင်နဲ့အငင်းကိုလုတ်ခဲ့တယ်ဆိုတာထူးခြားတယ်ဗျာ။နောအင်းနဲ့ပါကွာစားတာလေ။အင်းကောင်းတယ်မိကုံးပါပဲ။ဖြေတော့ခင်ကစိုးရုံမျိုးဖျက်ဆီးမယ်လို့ပြောတဲ့အခါအာဗြဟံကတိတ်တိတ်လေးလက်ခံလိုက်တာမဟုတ်ဘူး။ဟုတ်ကဲ့။ဖြောင်းမတဲ့သူနည်းနည်းလေးရှိရင်လောင်းမြို့ကြီးတစ်ခုလုံးကိုချမ်းသာပေးပါ။ဆိုပြီးအချင်းချင်းတောင်းပန်လေ။အရေးဆိုတယ်။ဒါကဘာကို ပြလဲဆိုတော့ဖြောင်းမချင်း righteousness ဆိုတာတိတ်တိတ်လေးနားခံနေတာချက် တရားမျှတမှုအကြအတန်ထွက်ဖို့လိုအပ်နေစိန်ခေါ်ဖို့ဆိုတဲ့အမြင်ကိုပြတာပေါ့อืมနှောဧကကြတော့နှောဧကကြတော့ရေထွန်းမှုမဲ့အမိန်ကိုတိတ်ဆိတ်စွာပဲလက်ခံခဲ့တယ်လေဒီကွာခြားချက်ကဂျူးအတွေ့အခေါ်မှာလူသားရဲ့တာဝန်ယူမှုနဲ့ပတ်သက်ပြီးအများကြီးစဉ်းစားစရာပြီးလေမောဇေကတော့ခင်ဗျာအီဂျစ်ကနေထွက်မြောက်ချင်းအက်ဇဒက်စ်ကတော့လူတိမြတာပေါ့ဆိုင်းနိုင်တောင်မှာပြင်ကြတော်ရလေအဖြစ်သူ့ရဲ့တွင်သင်ချက်တွေမှာဘာများအထူးခြားဆုံးလို့ပြောလို့ရမလဲ မိုးစေးကနေတဆင်ရတဲ့ပညတ်တော်ဒီမှာဖျားကိုချစ်ဖို့အိမ်ကြီးချင်းကိုကိုနဲ့မြချစ်ဖို့ပါတယ်။ဒါပေမဲ့တတိပြုဆရာကတပါအမျိုးသားကိုချစ်ဖို့ကောင်းကောင်းဆက်ဆံဖို့အကျဉ်းချင်းမာထားတာပဲ။음တပါမျိုးသားကိုပေါ့ဟုတ်တယ်။ဘာကြောင့်လဲဆိုတော့တင်တို့လဲအီဂျစ်ပြည်မှာတပါမျိုးသားဖြစ်ခဲ့ဖူးတာကိုအောက်မေ့ကြဆိုတဲ့အကြောင်းပြချက်နဲ့ပေါ့ကိုယ်တိုင်အားနေသူအနေခံဖြစ်ဖူးတဲ့အတွေ့အကြုံကနေသူမျိုးကိုစာနော်ဖို့သင်ခန်းစာယူထားတာ ဒါကအရင်အရေးကြီးတဲ့ကိုကျင့်တရားအခြေခံဖြစ်ပါတာပေါ့ဒီကိုကျင့်တရားပိုင်းကို prophet တွေကပို့ပြီးအလေးပေးတယ်လို့လဲဆိုကြပြန်ရောသူတို့ကဘာသာရေးထုံတန်းတဲ့အဖြူမှုကိုပို့အာယုံဆိုင်ခဲ့ကြတာလားအတိအကျပဲရှင့် prophet မိခါရဲ့စကားကနမူနာကောင်းပဲအချင်းလူကောင်းတာကိုဖျားသခင်ပြပြနေတရားသခင်ကျင့်ဖို့ကရုဏာမှာမွေ့လျော့ဖို့ဖျားချွေမှာနှိမ်ချစွာကျင့်ဖို့ကြွယ်ရင်ဘာများထက်တောင်အောင်မှလဲဆိုတာလေ ဟုတ်ကဲ့ဆိုလိုတာကပူဇော်တက်ကတွေထုံတိုင်းတွေထက်တရားမြတ်တာမှုကရုဏာနှိမ်ချမှုဒီလိုလက်တွေ့ကိုကျင့်တရားတွေကပိုအရေးကြီးတယ်လို့သူတို့ကအဆက်မပြတ်ဟိုးခဲ့ကြတာကောင်းပါပြီဒီလိုတမိုင်းနဲ့ကိုကျင့်တရားအခြေခံတွေပေါ်မှာတည်ဆောက်ထားတဲ့ဂျူးဥပဒေနဲ့ကျင့်သုံးမှုတွေတဲကစိတ်ဝင်စားစရာအကောင်းဆုံးအချက်ချို့ကိုဆက်ကြည့်ကြရအောင်ဇေဒါကဇေဒါကလာလေအလူဒါနာလို့အလွယ်ဘာသာပြန်ပြမယ်တရားမြတ်တာမှု justice လို့အဓိပ္ပာယ်ရတယ်ဆိုတာဘလို့ကွာသွားစေလေဗျာ အများကြီးกว่าသွားတယ်ရှင်ဒါနာဆိုရင်ကိုယ်တတတရားတက်တက်မလုလဲရတယ်လို့ထင်နေတယ်လေဒါပေမဲ့စေတာကကတရားမြတ်တာမှုဖြောင့်မတ်မှုဆိုတဲ့အဓိပ္ပာယ်ဖြစ်နေတော့စေရတဲ့သူကိုကူညီတာဟာစေရနာအလျောက်လုတဲ့ကုထုတကူမဟုတ်တော့ဘူးဟွန်းလူဟွေစီရဲ့တရားမျှတမှုကိုပြန်တက်မှတ်ဖို့မဖြစ်မနေလို့ရမယ်တာဝန် obligation ဖြစ်သွားလေအဲ့ဒီလိုရှုမြင်စေတာပေါ့ဒါကပေးကမ်းခြင်းအပေါ်ထားတဲ့သဘောထားကိုလုံးဝပြောင်းပြစ်လိုက်တာဒေါက်တာလိုလင်းနဲ့နေတဲ့အမြင်မျိုးနော် နောက်တစ်ခုက Pico App Netflix လူအတက်ကေတာကတခြားဘာသာရေးပညာတော်အားလုံးနီးပါးတဲ့ပို့အရေးကြီးတယ်ဆိုတဲ့အယူဆတကကျူးဘာသာရဲ့ဘလို့အခြေခံတန်ဖိုးကိုပြနေတာလေဒါကတော့လူအတက်ရတဲ့မှုကိုဘလို့အလေးထားလဲဆိုတော့ကိုအထင်ရှားဆုံးပြတာပဲရှင်လူတွေရောအတန်အန်တယ်နဲ့ဂျုံနေပြီဆိုရင်လေဥပုံတွေစောင့်တာတော့ကိုရှာအစားတော်စီကန်းလိုက်နာလာလို့အရေးကြီးတဲ့ပညာတွေတော့ချိုးဖောက်ခွင့်ရှိတယ်။အော်ချိုးဖောက်လို့ရရလေပေါ့။ ဟုတ်တယ်ချွင်းချက်တော့ရှိတာပေါ့တမင်လူတက်တာရုတ်တူကိုကွယ်တာတချို့လိမ်မိုင်းဆိုင်ရာပြစ်မှုကြီးတွေကလွဲရင်ပေါ့အတိခါကတော့လူတက်တချောင်းကကဲဖို့ကဘာသာရေးချင်းထုံနေတဲ့ဦးစားပေးဖြစ်ရမယ်ဆိုပြတ်သားတဲ့ရည်တည်ချက်ပဲနောက်ထပ်လူမှုဆက်ဆံရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့တားမြစ်ချက်တခုကလာရှွန်ဟာရာအတင်းအပြင်ပြောတာကိုတားတာအဲပြောတဲ့ကြားကအမှန်ဖြစ်နေတော့မပြောရဘူးဆိုတာကြတော့နည်းနည်းလေးဟိုဒီ တင်းကျက်သလိုပဲနော်ဟုတ်အဲ့ဒီမှာပုံမြင်လေးတစ်ခုရှိတယ်ရှင်လူတယောက်ကရပ်ဘစ်တပါးအကြောင်းမကောင်းပြောမိလို့နောင်တရပြီးသွားတောင်းပန်နေတဲ့ရပ်ဘစ်ကသူ့အခောင်းထဲကအမွေးတွေထောက်ပြီးလေလွန့်ခိုင်းနေသူလူပင်းပြန်လာလို့ရပ်ဘစ်ကကဲအခုအဲ့ဒီအမွေးတွေအပုံပြန်လိုက်ကောက်ခဲလို့ခိုင်းရောဟာမဖြစ်နိုင်ပါမလဲအဲ့ရပဲလူကမဖြစ်နိုင်ဘူးပြောတော့ရပ်ဘစ်ကဟုတ်တယ်မင်းပါစကထထွားတဲ့စကားတွေကလည်းဒီလိုပဲပြန်သိမ်းလို့မရတော့ဘူးလို့ပြောပြတယ်တဲ့ဩ ဒီပုံမျိုးလိုပဲရှင်လက်ရှန်ဟာလာကိုတားတာကလူတယောက်ရဲ့ဂုံတိတ်ခါလူအဖိုက်စီရဲ့ယုံကြည်မှုတားစားတာဖြစ်မှုဒါရောကာကွယ်ဖို့ပါအမှန်တရားမဖြစ်နေပါစေလူတယောက်ကိုအကြောင်းမဲ့နာမဖြစ်နိုင်တဲ့ပြန်ပြန်လို့မရတဲ့ထိခိုက်မှုမျိုးဖြစ်စေနိုင်လို့တင်းတင်းကြပ်ကြပ်တားထားတာပါအွန်းနားလည်ပါမိဒီလိုကိုချင်းတရားလမ်းညွှန်ချက်တည်းအပြင်နေစဉ်အပတ်စဉ်နှက်စင်လိုက်နိုင်ရတဲ့ဘာသာရေးထုံတန်းစင်လာလည်းရှိရနော်ဥပုနေရှဘတ်ကအရေးကြီးဆုံးလို့ဆိုကြတယ်အဲ့ဒီမှာအလို့မလို့ရဘူးဆိုတော့ဘောက်ဆိုလို့တာလဲ ပင်မနဲ့လို့မလို့ရတာမျိုးလားအဲ့ဒီအယူအဆကနင်းနေလွဲရတဲ့ရှင်ရှဘတ်မှာရှောင်ရတဲ့အလုတ်မလခဆိုတာကကာယပန်ပန်းမှုတတတုပြောတာမဟုတ်ဘူးအဓိကကတော့ဖန်တီးမှုသဘောဒါမှမဟုတ်တဘာဝကိုပြုပြင်ပြောင်းလဲမှုသဘောဆောင်တဲ့လောက်ရက်တွေကိုရည်ညွှန်းတာဥပမာဥပမာမိမွေးတာစာရေးတာအိမ်ဆောက်တာစိုက်ပျိုးတာအဲ့လိုမျိုးတွေပေါ့ စိတ်ဝင်စားစရာကကွန်ပျူတာသုံးတာတို့ကားမောင်းတာတို့ကရှေးမှာမရှိပြင်မယ်အခုခေတ်မှာဒီဖန်တီးမှုပြောင်းလဲမှုသဘောတရားရာ တာမစ်တဲ့အလုပ်ထဲပါသွားတတ်တယ်ဟုတ်ကဲ့ဒါပေမဲ့ရှဘတ်ရဲ့ပိုအရေးကြီးတဲ့ရည်ရွယ်ချက်ကလော်ကီအလုပ်တွေကနေခဏအနားယူပြီးတော့ဝိညာဉ်ရေးရာမိသားစုအတိုင်းအဝိုင်းနဲ့ပြင်ချိတ်ဆက်ဖို့ဘဝရဲ့အနစ်တလောကိုပြန်စင်းစားဖို့အချိန်ပေးတာမျိုးပါပါစက်ကတော့ခင်ဗျာ ဤချစ်ကလွမြောက်ခြင်းအထိမ့်မဲ့ဆိုတာဒီပဲမဲ့စေတာညစာစာပွဲကဘာကြောင့်ဒီလောက်အေးပါရတာလဲစေတာပွဲကတမိုင်းကိုပြန်နဲ့သွင်းတဲ့ပွဲလို့ပြောလို့ရတယ်ရှင်အဲ့ဒီညမှာဂျူးတွေကထွေမြောက်ခြင်းဇလန်းကိုပြန်ပြောကြတယ်ပြီးတော့မတ်စာလို့တဆိုင်မပါတယ်မုံဗျာอืมကျန်ဘွားကအမြန်ထပြေးရလို့မုံဖောင်းအောင်မဆောင်နိုင်ခဲ့ဘူးဆိုတာမျိုးနော်ဟုတ်ပါပြီးတော့ခားတဲ့ရွယ်ကျန်ဘွားရဲ့ခါတီးမိုးကအမတ်ရစေတယ်ပေါ့ဒီလိုသင်ကြပါတဲ့အစားအစာတွေစားကြတယ် အဓိကကမျိုးဆက်သက်တည်ဖို့သူတို့ပေကလာတယ်လွတ်လပ်မှုရဲ့ကြံပိုးကပါလဲဆိုတော့ကိုလက်တွေ့ကြကြသင်ပြတာပဲတမိုင်းကိုစောက်ထက်ဖတ်တာထက်အများကြီးပိုထီရောက်တယ်လေဟုတ်ကဲ့ယောင်ကီဘိုးကအဖြစ်ဖြစ်ရနေဆိုပေမဲ့တောင်မူကျန်းကပျော်ရွှင်သောနေ့လို့ထပ်မခဲ့ဘူးတဲ့ဆိုတာကတော့တကယ်အံ့ဩစရာပဲဘလို့ဖြစ်နိုင်ပါလဲဟုတ်ဒါကလူတူတူမဲများထင်တာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်ယောင်ကီဘိုးကကျနေကောင်အစားရှောင်နေစူတောင်းနေကိုယ်တဖြစ်တေကိုဝင်ချတောင်းပန်ရတယ် လေးနဲ့တက်နေဆိုတာမှားပါတယ်။ဒါပေမဲ့တဖက်မှာလည်းဖျောင်းထွင်နေရောကိုထိခိုက်စေခဲ့မိတဲ့လူအချင်းချင်းနဲ့ပါပြန်ပြီးတက်မြက်ခွင့်ရတဲ့နေ့ဝင်ထုတ်ဝင်ပို့ထိခြားခွင့်ရတဲ့နေ့ဖြစ်လို့ဝิญဉ္ဇေယအယတန်စင်တွားချင်းလွမြောက်ချင်းရဲ့ပျော်ရွှင်မှုကိုခံစားရတဲ့နေ့လိုရရှုမြင်ကြရတဲ့ရှင်။ဒါကြောင့်တောင်းမကသူ့ကိုအပျော်ဆုံးနေ့တွေထဲကတနေ့လို ဖော်ပြခဲ့တာဖြစ်နိုင်ပါတယ်။အခုခစ်တစ်ကိုရောက်လာတော့ဂျူးဘာသာထဲမှာဂိုင်းကနာတွေကွဲလာတယ်နော်။ Orthodox Conservative Reform စသဖြင့်ပေါ့သူတို့ရဲ့အဓိကကွာခြားချက်ကဘာများလဲဗျအဓိကကတော့ဂျူးဥပဒေဟက်လာခါနဲ့အစင်လာတွေကိုဘလောက်တိတိကျကျလိုက်နာတဲ့လဲခင်နဲ့အညီဘလောက်ပြောင်းလဲတဲ့လဲဆိုတဲ့ပုံမှာအမြင်ကွဲကြတာပါပဲဟုတ်ကဲ့ Orthodox ကတော့တိုရာတော့နှုတ်တိုက်ပြညတ်တော်ပါဘုရားစီကတိုက်ရိုက်လာတာမပြောင်းလဲတဲ့ဘူးအတိအကျလိုက်နာရမယ်လို့ယုံကြည်တယ် Reform ကတော့ကိုကျင်တရားပိုင်းကအဓိက ကျင့်ထုံးတွေကိုခင်နဲ့ကိုက်ညီအောင်ပြောင်းလဲနိုင်တယ်ပြောင်းလဲတဲ့နယ်လို့မြင်တယ် conservative ကကြားထဲမှာလားဟုတ်တယ် conservative ကအစင်လာကိုလေးစားရင်းနဲ့လိုအပ်ရင်ခင်နဲ့အညီဖြစ်ဖြစ်ပြောင်းလဲမှုလုပ်နိုင်တယ်လို့ယူဆတယ်နောက် reconstructionism ထော်ရလေးရှိသေးတယ်သူကတော့ဂျူးဘာသာကိုဘာသာရေးထက်ယဉ်ကျေးမှုတစ်ခုအဖြစ်ပို့ပြီးအလေးပေးရှုမြင်တယ်လာရတစ်ခုပေါ့နိုင်ငံရေးဘက်ကနည်းနည်းကြည့်ရင် zion ဝါဒ zionism ကအရေးပါလာတယ်ဒီယူဝိခပ်ဘယ်လိုစခဲ့တာလဲ ဘာကြောင့်ရေးပါလာတာလဲခင်ဗျာခေတ္တနိုင်ငံရေးဇီယွန်ဝါဒကိုအဓိကတွန်းအားပေးခဲ့တာက Didor Hassel ဆိုတဲ့ပုဂ္ဂိုလ်ပါရှင်စကူရဆုအကုံပိုင်းလောက်ကပြင်သစ်မှာ Drivers Affairs ဆိုတဲ့ဂျူးစစ်ဘုတ်တယောက်ကိုမတရားဆက်ဆွဲခဲ့အမှုကြီးတစ်ခုဖြစ်ခဲ့လေအင်းအဲ့တော့သူကမြင့်မြင့်ကြုံခဲ့ရတာပေါ့ဟုတ်တယ်အဲ့အမှုကယူရိုမမှာဂျူးမုံတီးရေဘလောက်နန်းနန်းဆိုင်ဆိုင်ရှိနေတယ်လဲဆိုတာကိုပြလိုက်တယ်လို့ပဲဒီအဖြစ်ကြောင့် Haskell ကဂျူးရီနေနဲ့ကိုကန်ကြမှာကိုဖန်တီးနိုင်ဖို့ လုံခြုံစွာနေနိုင်ဖို့ကိုပိုင်နိုင်ငံတစ်ခုမရှိမဖြစ်လိုတယ်ဆိုတဲ့ကောက်ချက်ဆွဲခဲ့တယ်။အဲ့ဒီအတွေ့ကနေခေတ်သစ်ဇီယိုလူရှာမှုကြီးစခဲ့ပြီးနောက်ဆုံးအစ္စရေးနိုင်ငံထူထောင်တဲ့အထိဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့ဒီခေတ်သစ်ဇမိုင်းမှာပဲအရန်ကိုကြောက်စရာကောင်းတဲ့ဖြစ်ရကြီးဖြစ်ခဲ့သေးတယ်။ဟိုလိုကော့စ်ပေါ့။သူရဲ့တက်ရောက်မှုကဘလောက်ထိကြီးခဲ့လဲဗျ။ Holocaust ကတော့ဂျူးလူမျိုးတွေရဲ့စူပေါင်းအမတ်တညာအပေါ်မှာပြောလို့မကုန်နိုင်တဲ့အမာရွက်ကြီးထင်ကျင်စီခဲ့တယ်ရှင် ဒုတိယကမ္ဘာစစ်မှာနာဇီတွေကဂျူး6တန်းလောက်ကိုစနစ်တကျတပ်ဖြတ်ခဲ့တာဟာလူမျိုးတစ်မျိုးကိုကမ္ဘာမြေပေါ်ကနေလုံးဝဖယ်ရှားဖြစ်ဖို့ကြိုးစားတဲ့လူမျိုးတုံးတပ်ဖြတ်မှုပေါ့ဟုတ်ကဲ့ဒီဖြစ်ဆိုကြီးကနောက်ဘရိုမဒါမျိုးမဖြစ်စေရ never again ဆိုရဲတနိထံကိုမွေးဖွားပြခဲ့တယ်ပြီးတော့ဂျူးလူမျိုးတွေရဲ့လုံခြုံရေးနဲ့ကိုပိုင်နိုင်ငံရဲ့အရေးပါမှုအပေါ်ထားတဲ့အမြင်ကို အကြီးအကျယ်လွမ်းပိုးဖွင့်ပေါ်ခဲ့ပါတယ်အစ္စရေးကယေဗေရှမ်ပိတိုက်လိုနေရာတွေက ဒီတမိုင်းကိုအမြဲတရိယနေစေဖို့ရည်ရွယ်တာပေါ့ဟုတ်ကဲ့ဂျူးမုန်တီးရဝါဒ antisemitism ကလည်း holocaust မတိုင်ခင်ကတည်းကနှစ်ထောင်ချီပြီးအမြင့်တွယ်ခဲ့တဲ့ပြဿနာပဲနော်ဟို protocols of the elders of zion လို့အတူအယောင်စာတန်းတွေကအစပေါ့ဘာသာရေးလူမှုရေးစီးပွားရေးအကြောင်းဖျားချက်မျိုးမျိုးနဲ့ရှိခဲ့တာမှန်ပါတယ်ရှင် antisemitism ကပုံစံမျိုးစုံနဲ့တမိုင်းတစ်လျှောက်လုံးမှာရှိခဲ့တာဒါကြောင့်ဂျူးတမိုင်းကို နားလည်ဖို့ဆိုရင် ဒီလိုမုံတီးပုံတွေရဲ့နောက်ခံကိုပါထည့်စင်းစားဖို့လိုအပ်ပါတယ်။ကဲဒီနေ့ကျွန်တော်တို့ Joseph Telushkin ရဲ့ Jewish Literacy ကောင်းတို့ချက်ဒီဟာနီဂျူးဘာသာရဲ့ဂျန်စာတမိုင်းဥပဒေကိုကျင့်တရားထုံးတန်းစင်လာနဲ့ခေတ်သစ်အခြေအနေတွေထဲကအဓိကကြပြီးစိတ်ဝင်စားစရာအချက်တချို့ကိုထုတ်နှုတ်ဆွေးနွေးခဲ့ကြပါတယ်။ဒီအချက်ဒီအားလုံးကတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်နေတယ် ဂျူးပါသားနဲ့ယဉ်ကျေးမှုကဘလောက်ရှုပ်ထွေးပြီးအလွာဆုံးရှိတယ်ဆိုတာကိုမြင်သာစေမယ်လို့မျှော်လင့်ပါတယ်။ဒီဆွေးနွေးမှုအားလုံးကိုခြုံပြီးစဉ်းစားကြည့်ဖို့အချက်လေးတစ်ချက်ထားခဲ့ကြပါလိမ့်ရှင်။လွန်ခဲ့တဲ့နှစ်2000လောက်ကရပ်ပီကြီးဟီလာကိုလူတယောက်ကဂျူးပါသားရဲ့အနှစ်ချုပ်ကိုခြေတစ်ဖက်တည်းရက်နေလုံးပြောပြနိုင်မလားလို့စင်ခေါ်ခဲ့ဘူးတယ်။ဟုတ်လား။ဘလို့ဖြေခဲ့လဲ။ဟီလာကကိုမကြိုက်တဲ့ຢာကိုသူများအောင်ပေါ်မလုံနဲ့။ဒါဟာတော်ရာကျန်းတစ်ခုလုံးပဲ။ကျန်တာတွေကအကျေဖွင့်တာတွေပဲ။ တော်ပြီလေလာတော့လို့ဖြေခဲ့တယ်တဲ့ဒီယိုရှင်းနေစကားကဒီနေ့ကျမတို့ဆွေးနွေးခဲ့ထမြအားလုံးရဲ့အနှစ်သာရကိုဖန်ဆုပ်ထားသလားဆိုတာစဉ်းစားစရာပါပဲဒါမှမဟုတ်ဂျူးစုတောင်းစာတွေမှာမကြခဏတွေ့ရတဲ့တီခွန်အိုလမ် ဆိုတဲ့အယူဆပေါ့ကဘာလောကကိုပြုပြင်ခြင်းပြည့်စုံကောင်းမွန်စေခြင်းလို့အထိပ္ပယ်ရပြီးတော့ဒါဟာဖျားရခင်ရဲ့ဖန်ဆင်းခြင်းအမှုမှာလူသားတွေကပါဝင်ကူညီဖို့ဒီကဘာကြီးကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်လာအောင် တက်ကြွစွာကြိုးပမ်းရမယ်တာဝန်ရှိတယ်လို့ဆိုလိုတယ်ပေါ့ဒီလိုအဆုံးမသက်သေးတဲ့လူသားအလုံးနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်ကြီးအကြောင်းဆက်လက်ဆင်ခြင်ကြည့်ဖို့ဖိတ်ခေါ်ရင်းနဲ့ပဲဒီနေ့အထွတ်ဤကုန်းချုပ်ချင်းပါတယ်ဒီအချက်တွေကဂျိုးဘာသာရဲ့နည်းနည်းမှုနဲ့လက်တွေ့ကြမှုကိုဆက်ပြီးစဉ်းစားဖို့အထောက်အကူဖြစ်နေမယ်လို့မျှော်လင့်ပါတယ်ရှင်ဒီနေ့ဆွေးနွေးမှုကိုအချိန်ပေးပြီးနားထောင်ခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်တစ်ချိန်ပြန်လည်ဆုံတွေ့ကြပါမယ်